မန္တလေးတိုင်းဝမ်းတွင်းမြို့နာမှာဧပြီလ23ရက်နေ့ဒီကနေ့မနက်ပိုင်းမှာပြင်းအား Richter scale 5.5ရှိတဲ့မြေငလင်ထက်လှုပ်ခတ်ခဲ့ပြီးနောက်ထပ်၈ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။ မတ်လ28ရက်နေ့အင်အားပြင်းငလင်ရဲ့နောက်ဆက်တွဲဖြစ်ပြင်းအားနဲ့အတိတ်အနက်မတူတဲ့ငလင်တွေနေတိုင်းလှုပ်ခတ်နေတာပါနောက်ဆက်တွဲငလင်တွေကြောင့်ထိခိုက်ပျက်စီးတာတိတ်မရှိပေမဲ့ပြည်သူတွေကတော့စိုးရင်ထိတ်လန့်နေကြရတာပါဒီမနက်8:55မိနစ်လောက်ကဝမ်းရင်းမြို့နားကိုဗဟိုပြုပြီးအနက်ကီလိုမီတာ20ကနေပြင်းအားရေစတာစကေ9.5နဲ့လှုပ်ခဲ့တာလို့မိုးလေဝသစာနာကထုတ်ပြန်ပါတယ် မနေ့ကလည်းမနက်6နာရီမိနစ်50လောက်ကနေည7နာရီ43မိနစ်အထိဘကိုးတိုင်းအုပ်တွင်းမြို့ကြောက်တကားမြို့မန္တလေးတိုင်းမန္တလေးကြောက်ဆဲစင်ကူနဲ့နေပြီးတော့တက်ကုန်းတို့မှာငလင်9ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။ပြင်အားကတော့ Richter scale 3နဲ့အထက်ပဲရှိပေမဲ့အနက်က34ကီလိုမီတာ38ကီလိုမီတာနဲ့39ကီလိုမီတာတို့ကနေလှုပ်ခတ်ခဲ့တာဖြစ်ပြီးနောက်ဆက်တွင်ငလင်တွေထဲမှာအနက်ဆုံးနေရာကနေလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်ရှင်။ မန္တလေးတိုင်းဝမ်းတွင်းမြို့နာမှာဧပြီလ13ရက်နေ့ဒီကနေ့မနက်ပိုင်းမှာပြင်းအားရစ်တာစကေး9.5ရှိတဲ့မြင်းကလင်းထက်လုတ်ခတ်ခဲ့ပြီးနောက်ထပ်၈ကြိမ်ထပ်မံလုတ်ခတ်ခဲ့ပါတယ်။မတ်လ28ရက်နေ့အင်အားပြင်းကလင်းရဲ့နောက်ဆက်တွဲဖြစ်ပြင်းအားနဲ့အတိတ်အနဲ့မတူတဲ့ကလင်းတွေနေ့တိုင်းလုတ်ခတ်နေတာပါ။နောက်ဆက်တွဲကလင်းတွေကြောင့်ထိခိုက်ပျက်စီးတာသိမ့်မရှိပေမဲ့ပြည်သူတွေကတော့စိုးရိမ်ထိတ်လန့်နေကြရတာပါ။ ။ဒီမနက်7:55မိနစ်လောက်ကဝမ်းနည်းမြို့နားကိုဗဟိုပြုပြီးအနက်ကီလိုမီတာ20ကနေပြင်းအားရစ်တာစကေ9.5နဲ့လှုပ်ခဲ့တာလို့မိုးလေဝသစာနာကထုတ်ပြန်ပါတယ်။မနေ့ကလည်းမနက်6:00မိနစ်50လောက်ကနေည7:43မိနစ်အထိပဲခူးတိုင်းအုတ်တွင်းမြို့ကြောက်တကားမြို့မန္တလေးတိုင်းမန္တလေးကြောက်စဲစင်ကူနဲ့နေပြည်တော်တက်ကုန်းတို့မှာငလင်9ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။ ။ပြင်အားကတော့ Richter scale 3နဲ့အထက်ပဲရှိပေမယ့်အနက်က34ကီလိုမီတာ38ကီလိုမီတာနဲ့39ကီလိုမီတာတို့ကနေလှုပ်ခတ်ခဲ့တာဖြစ်ပြီးနောက်ဆက်တွင်ကလင်းတွေထဲမှာအနက်ဆုံးနေရာကနေလှုပ်ခတ်ခဲ့တာဖြစ်ပါရဲ့ရှင်။မြန်မာငလင်ပေးအတွက်နိုင်ငံတကာရောက်မြန်မာတွေရဲ့ GoFundMe ရန်ပုံငွေအချိန်နှစ်ပတ်အတွင်းမှာဒေါ်လာ2000ပြည့်ရင်အမေရိကန်အခြေစိုက် Hisho Sushi Franchise Company ကဒေါ်လာ2000ထပ်ပေါင်းလှူဒါန်းပေးမယ်လို့ကြေညာထားပါဗျာ။ ငလေးမေးကူညီကယ်ဆယ်ရေးရမုံငွေအပြည့် GoFundMe ကဧပြီလ10ရက်နေ့ကနေ22ရက်နေ့ထိအလှငွေကောက်ခံနေရပါစတင်အလူခံတဲ့ရက်ကနေ9ရက်အတွင်းမှာဒေါ်လာ14000ဝန်းကျင်ရရှိထားပါတယ်။အမေရိကန်ရောက်မြန်မာပြည်ပွားတချို့ဥဆောင်ပြီးငလင်ဘေးကူညီကယ်ဆယ်ရေးရမုံငွေအဖြစ်ဒီစီဇန်ကိုစတင်ခဲ့တာဖြစ်ပြီးမြေပြင်မှာတကယ်ကူညီလိုအပ်နေတဲ့သူတွေစီကိုအကူအညီတွေတိုက်ရိုက်ရအောင်ဆောင်ရွက်သွားမယ်လို့လည်းပြောထားပါတယ်ရှင်။ မွန်ပြည်နယ်မော်လမြိုင်မြို့မှာအခုနှစ်ကြံပွဲတော်ကာလအတွင်းစစ်ကောင်စီခတ်ဝင်ကြီးချုပ်လက်ညှိုးမှုနဲ့လမ်းလျှောက်ကြံကိုကန္နာလန်မြစ်ကမ်းသာအပန်းဖြေစီမံကိန်းဝင်အတွင်းပြုလုပ်နေပါတယ်။စစ်ကောင်စီခန့်ပြည်နယ်ဝင်ကြီးချုပ်အနေနဲ့ကြံပွဲတော်ကိုစီကောက်အောင်လုပ်ဖို့အတွက်ဗဟုမန္တအပါဝင်ဌာနဆိုင်ရာမန္တတွေစောင့်နေတဲ့အချိန်ငလင်ဘေးဒဏ်ကြောင့်ဝေဖန်မှုတွေမြင့်တက်လာတာကြောင့်မန္တဆောက်လုပ်မှုတွေကိုရပ်နားခဲ့တာပါ။ ဒီနေ့တကြံကိုအပျော်ပါတီဆိုကခုံနာတွေမပါပဲရိုးရရင်ကျင်းမှုနဲ့အညီလှုံ့ဆော်ကြဖို့နိုင်ငံတော်ကထုတ်ပြန်ထားပေမဲ့ပြည်내အစိုးရအနေနဲ့အခုလိုလမ်းလျှောက်တကြံပြုလုပ်တာဟာလုံးဝမဖြစ်သင့်ဘူးလို့မြို့ကန်တအုပ်က TV ကိုပြောပါတယ်မော်လမယ်မြို့လမ်းလျှောက်တကြံပွဲတော်ကိုဒီကနေ့ညနေ၄နာရီအချိန်မှာမွန်ပြည်နယ်ဝန်ကြီးချုပ်ကိုရိုင်ဖွင့်လှစ်ပေးခဲ့တာပါကန္နာလန်တလျှောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေစုစုပေါင်းအင်အား900နီးပါးလောက်လုံခြုံရေးချထားတယ်လို့လည်းဒေသခံတွေစီကသိရပါပါတယ်ရှင် စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့မှငလင်တန်းကြောင့်အပျက်စီးတွေကိုဖယ်ရှားရှင်းလင်းဖို့အတွက်ဘတ်ဟိုညီတူးဆက်တစည်းကို75သိန်းနဲ့ကုထုကုထငားရန်ဖယ်ရှားရင်ရှင်းလင်းနေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။အင်အားပြည့်ငလင်အပီအချိန်နှစ်ပတ်ကျော်လာတဲ့အထိစစ်ကောင်စီဘက်ကထိခိုက်ပျက်စီးနေတဲ့အဆောက်အဦတွေရှိနေတဲ့နေရာကိုမသွားဖို့သာတားမြစ်ထားပြီးအကူအညီပေးတာလာရောက်ရှင်းလင်းတာတွေမလုပ်သေးဘူးလို့ဆိုပါဗျ။ဒါကြောင့်ကိုတူကိုထအပြင်အလှူရှင်တွေရဲ့လှူဒါန်းတဲ့ငွေကိုအသုံးပြုဖယ်ရှားရှင်းလင်းနေရတာလို့ဒေသခံတွေကပြောပါရယ်။ နေပြည်တော်ကိုလာတဲ့ငလင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုစစ်ကောင်စီကတင်းတင်းကြပ်ကြပ်ဆစ်ဆဲနေပြီးကူညီကယ်ဆယ်ရေးအဖွဲ့တွေပရာဟိတအဖွဲ့တွေကိုနေရာတတ်မှတ်ခွင့်နေရာတတ်မှတ်ခွင့်ပြုလွှတ်ပေးတာလို့ဆိုပါတယ်ငါရဲအုံပြုလုံးဆောင်တာမှာလူတလောက်ငားမရဖြစ်နေပြီးစစ်ကောင်စီကဌာနဆိုင်ရာယုံတွေစစ်ဘက်ဆိုင်ရာယုံတွေလွှတ်တော်အဆောက်အဦတွေကိုပဲဦးစားပေးရှင်းလင်းဖယ်ရှားပြုပြင်နေပဲလို့သိရပါပါရှင် အေးတကြံလိုအမိပြောင်းပြုတ်လုတဲ့စစ်ကောင်စီရဲ့နေပြီးတော့လမ်းလျှောက်တကြံကိုဧပြီလ23ရက်နေ့မနက်ပိုင်းမှာဖွင့်ပွဲပြုတ်ခဲ့ပါတယ်။ဖွင့်ပွဲကိုစစ်ကောင်စီရဲ့ခေါင်းဆောင်မင်းအောင်လှိုင်၊စိုးဝင်းအပါဝင်၊ကောင်စီရဲ့ဖွဲ့ဝင်တွေ၊ပြည်ထောင်စုဝန်ကြီးတွေနဲ့ဌာနဆိုင်ရာအရာရှိကြီးတွေတက်ရောက်ခဲ့ပါတယ်။ မတ်လ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေပျက်စီးဆုံးရှုံးမှုကြောင့်စိုးရိမ်ပူပန်နေတဲ့အချိန်ဖြစ်တယ်လို့နောက်ထပ်ငလင်ငယ်ဇက်တိုက်လှုပ်နေတဲ့ကာလလည်းဖြစ်တာကြောင့်စစ်ကောင်စီရဲ့အေးဒီကြံကိုလာရောက်သူအလွန်နှဲပါခဲ့တယ်လို့လည်းသိရပါပါတယ်ရှင်။ ကလင်းဘေးအရေးပေါ်တုံ့ပြန်နိုင်မှုအမေရိကန်ဒေါ်လာတသန်းရန်မုံငွေမတီချထားပေးပြီးစကိုင်းနဲ့မန္တလေးကငလင်တန်တင်ဒေတာတွေအတွက်မြန်မာကျပ်ငွေ6.3သန်းကျော်ကိုသက်ဆိုင်ရာဌာနတွေကကဏ္ဍလိုက်အသုံးပြုဆောင်ရွက်နေတယ်လို့အမျိုးသားညွညွရေးအစိုးရ NGO ကပြောပါတယ်အရာပြင်းစကိုင်းကလေးကြီးနဲ့ပတ်သက်ပြီးတုံ့ပြန်ရေးလုပ်ငန်းတွေအကြောင်းသတင်းစာရှင်းလင်းပွဲကိုဧပြီလ12ရက်နေ့ကပြုလုပ်ခဲ့တာမှာပြောကြားလိုက်တာပါ။ အန်ဂျီအနေနဲ့အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ Emergency Operation Coordination Committee EOCC ကအရေးပေါ်အစည်းအဝေးခေါ်ယူပြီးအရေးပေါ်တုံ့ပြန်ရေးဆိုင်ရာအစီအမံတွေဆောင်ရွက်ခဲ့တယ်လို့အန်ဂျီအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေကပြောခဲ့ပါတယ်ရှင်။ မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့စကိုင်းငလင်ဘေးတင်သူတွေကိုကူညီဖို့အတွက်အော်စတြေးလျနိုင်ငံဆစ်ဒနီမြို့မှာနေတဲ့သူတွေမြန်မာတွေကရန်ပုံငွေဈေးအောင်ပွဲတစ်ခုကိုဧပြီလ12ရက်နေ့ကပြုလုပ်ခဲ့ကြပါတယ်။ဒီပွဲကရတဲ့ရန်ပုံငွေတွေကိုစကိုင်းဒေသကငလင်တန်ခံနေရတဲ့နေရာတွေကိုတာဝန်ရှိသူတွေကနေတဆင့်ပေးဖို့လှူဒါန်းသွားမယ်လို့ဦးဆောင်သူတယောက်ကပြောပါတယ်။ အဲ့ဒီဇေယောင်ပွဲကိုဧပြီလ12ရက်နေ့ညနေပိုင်းမှာ Sydney မြို့ Guy Ford Soldier Memorial School of Art နေရာမှာပြုလုပ်ခဲ့ပြီးမြန်မာအစားအစာတွေရောင်းချကမြန်မာနိုင်ငံအတွက်အမှတ်တရလက်မှုပစ္စည်းတွေပါရောင်းချတာအပြင်ငလင်တန်ခံနေရတဲ့ပြည်သူတွေအတွက်ဆုတောင်းပေးတာစာနာမျှဝေအားပေးစကားပြောကြားတာနဲ့တေးဂီတာခွန်အားဖြင့်အစီအစဉ်တွေပါထည့်သွင်းပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီရန်မုံငွေဘွဲကနေဩစတြေးလျဒေါ်လာ1000ကျော်ရန်မုံငွေရှာဖွေနိုင်ခဲ့ကြတယ်လို့ဦးဆောင်သူတယောက်စီကနေသိရပါတယ်ရှင်။ မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်လိုအပ်နေတဲ့လူဦးရေတိတိမတတန်းကိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီပံ့ပိုးမှုတွေပေးနိုင်ဖို့နောက်ဆက်တွဲအရေးပေါ်အဆိုပြုလွှာကနေကုလအဖွဲ့အစည်းကတောင်းခံလိုက်ပါတယ်။ American Dollar 295သန်းအဆိုပြုတောင်းခံထားတယ်လို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဌာနနဲ့လူသားချင်းစာနာမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူးကဧပြီလ17ရက်နေ့မှာထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာငလင်ပေးမတိုင်ခင်ကတည်းကလူသားချင်းစာနာမှုအကူအညီလိုအပ်နေသူပေါင်း16.6တန်းရှိနေပြီးအခုထိခိုက်ပျက်စီးမှုများပြားတဲ့အင်အားပြင်းငလင်ကြောင့်အရေးပေါ်အကူအညီနဲ့အကာအကွယ်လိုအပ်နေသူပေါင်းလူပေါင်း2တန်းလောက်ထပ်တိုးလာရလို့လဲဆိုပါတယ်။ ကုလသမဂ္ဂအေဂျင်စီအဖွဲ့တွေအဖွဲ့ဝင်နိုင်ငံတွေ NGO တွေနဲ့မိဖက်ဖွဲ့စည်းတွေအနေနဲ့ငလင်ဘေးဒဏ်ခံနေရတဲ့နေရာတွေကိုစေဝါအကူအညီအမိုးအကာဘေးကင်းတဲ့ရေတကွေတန်ရှင်ရေးပစ္စည်းတွေနဲ့စားနပ်ရိက္ခာတွေရောက်ရှိဖို့ဒေသအခြေဆိုင်အဖွဲ့အစည်းတွေနဲ့အတူနီးကပ်စွာလုပ်ကိုင်ဆောင်ရွက်နေရလို့လဲဆိုပါတယ်ရှင်။